ကဲတော့ကျွန်တော်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့ည7:00နာရီခွဲ9:00နာရီထိအောင်ကျွန်တော်ကလည်းနေ့လယ်ပိုင်းကြားဖြတ်လေးတစ်ဖြတ်ဗီဒီယိုဖိုင်လေးတင်လေးမရှိဘူးဆိုတော့ကဒါနေ့လယ်ပိုင်းတော့ကစပြီးတော့အခုညအိုးပိုင်းထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေကတော့တော်တော်လေးများပါတယ်တက်နိုင်သလောက်အချင်းချင်းပြီးတော့ပဲဒီကနေ့ညပိုင်းသတင်းတွေပဲသိသန့်ဦးစားပေးလာပြီးတော့ဖတ်ပြတော့ပါနောက်မှာ reaction ဗီဒီယိုဖိုင်တွေတော့ ဒီကနေ့ညာပိုင်းလေးကတော့ပါမာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းအလုတ်ကပြောင်းရတဲ့အချိန်ကတော်တော်လေးနေနောက်ကျနေလို့ပါကဲတော့အရင်ဆုံးသတင်းတွေမလာမီမှာ MDY PDF ကဒီကနေ့ထုတ်ပြန်လာတဲ့သတင်းကတော့အထူးတည်းကျွန်တော်တို့ပြန်ပြီးတော့ဆရာကြီးလုပ်ပြီးတော့သုံးသပ်ပြောနေတော့အကုန်လုံးနဲ့ line body မှာဒီကနေ့ဖွက်လို့ရအောင်သတင်းတွေတက်နေဆိုတော့ကဒီသတင်းမဟုတ်မမှန်ပဲလေတော့ MDY PDF ကတော့သူတို့ဒီတရင်တက်ဖွဲ့ရတာဝန်ရှိသူ၂ယောက်ကိုဂုံတိတ်ကညှို့နေအောင်တော့တချို့နေရာပြောကြသေးတယ်ဟာဒါကျွန်တော်တို့ နိုင်ငံရေးလှည့်ခွက်တစ်ခုပါဘာညာဆိုတော့ကနိုင်ငံရေးလှည့်ခွက်တွေဘာတွေပြောမနေနဲ့မဟုတ်ဖမ်းနဲ့တော့တို့ဒီ MDY PDF ရဲ့တကယ်ကိုကျွန်တော်တို့အရေးပါတဲ့တာဝန်ရှိတဲ့ဒုနီယောက်ကတို့ရဲ့မိသားစုတွေအကုန်လုံးဂုံတိတ်ခါပိုင်းဆိုင်ရာထိခိုက်တဲ့ကိစ္စတော့တမေတကလုံးချံပြီးတော့မထုတ်ပြအောင်တကယ်ကိုကျွန်တော်တို့ကျွလုံတဲ့ကိစ္စမလို့လဲ MDY PDF ကမနေ့အစောပိုင်းနေရာပြည်သူတွေတမျိုးတွေထင်ပါစေလို့ထိလွှဲရှလွှဲတဲ့သတင်းတွေဖြစ်လို့တချို့တွေကလည်းဒီ line mode တွေမှာသတင်းအချက်လက်အလွဲမှားတွေကို မလိုလားတဲ့ဟာတွေကိုအကြောင်းပြုပြီးတော့ပြောဆိုမှာစီလို့မနေ့အစောပိုင်းနေ့က MD1 PDF ကိုတိုင်းတရားဝင်ကိုထုတ်ပြန်ထားတဲ့သတင်းအပြည့်အစုံပဲဘေးနားမှာချပေးထားပါတယ်ကဲတော့ဒီလောက်ပဲ MD1 PDF နဲ့ပတ်သက်တဲ့ကိစ္စကိုတော့ကျွန်တော်ပြောချင်ပါတယ်တလက်စာတဲ့ MD1 PDF တွေမဟုတ်ပါဘူးမနေ့အစောပိုင်းကတက်လာတဲ့ဒီ NUG ရဲ့ဝင်ကြီးချုပ်ရုံးကဒီအများအားအတွင်းဝင်မတ်ကြည်ပြန်နေခင်မိုးဖြစ်သူကိုလည်းအဲ့ဒီအလွဲသုံးစားလုံးမှုနဲ့အာဂရိလိုက်စားမှုတို့ဖြင့်အတိုင်ခံထားရလို့သိရပါတယ်အဲ့ဒါတွေကတော့ အချင်းချင်းပဲကျွန်တော်ဖတ်ပြခြင်းပါတယ် NUG ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်မတ်ကြည်ပြာနဲ့ခင်မုံဖြစ်သူကိုညင်းကြီးမင်းတို့ပါလူခွေတွေချိုးဖောက်မှုအလွဲသုံးစားတွေလုံမှုအဂရိလိုက်စားမှုဝန်ထမ်းများအပေါ်နဲ့တော်လိုင်းအစိုးရအတွင်းမှာမယောဩတာတုံးပြီးတော့လွှမ်းမိုးချေလေမှုများနဲ့ပတ်သက်ပြီးတော့နိုဝင်ဘာလ19ရက်နေ့အနေဖြင့်ဝန်ကြီးချုပ်ယုံဝန်ထမ်း19က NUG ယာယီသမရ CRPH ဥက္ကဋ္ဌ NUG ပြည်တော်စုဝန်ကြီးချုပ်ထံကိုထိရောက်စွာအရေးယူပေးရန် တိုင်ချားထားရလို့သိရပါတယ်ကဲတော့ဒါကတော့ NUG ရဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းကိုမတ်ကြည့်ပြန်နေသူ့ရဲ့ခင်မုန်ဖြစ်သူတို့ကိုအလွဲသုံးစားလုံးမှုတွေအာဂရိလိုက်စားမှုတွေနဲ့အတိုင်ခံရပါဆိုတဲ့တဲ့မှာပဲဘေးနားမှာပဲအပြည့်အစုံတွေခြာပေးရပါတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကအောင်ကနီလာနေလေဒါမျိုးကိစ္စတွေကတော့ဆက်ပြီးတော့ကြားနေအောင်မှာပဲကြံခဲ့တဲ့နှစ်ကဆိုရင်လည်းအညာဒူဝိုင်းကိစ္စကျွန်တော်တို့ကိုယ်တိုင်တေချာပြည့်ပြည့်စုံကိုပြောပြသွားတယ်အဲ့တော့ကလည်းကျွန်တော်တော်တော်လေးကိုအစဲခံလိုက်ရတယ်ဘောနော်အဲ့တော့ပြောချင်တာက လူပဲဗျာဘာသားနဲ့ထူထားတာမလို့လဲငွေနဲ့ပတ်သက်လာပြီဆိုရင်တချို့သူတွေကခံနိုင်မရှိပဲနဲ့ဒီလိုမျိုးကိစ္စတွေဖြစ်ပေါ်လာတယ်ဆိုတော့ကအကူမှလည်းမဟုတ်ဘူးကြံခဲ့တဲ့88တုန်းကလည်းဒါမျိုးကိစ္စတွေဖြစ်ခဲ့ဘူးတာပဲငွေကြေးဆန်ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့သောသူတွေကငွေတောင်မခံနိုင်ပဲနဲ့အာနာရှင်ကိုတွန်းလာမယ်ဆိုတော့ခေါင်းစဉ်တွေပါပြောင်းသွားပြီးတော့အာနာရှင်လုံးလုံးဖြစ်သွားပြီးတော့စစ်ကုံစီဘက်ကိုတချို့လုံးလုံးဖြစ်သွားတဲ့သူတွေရှိတယ်တစ္ဆာဖောက်သွားတဲ့သူတွေလည်းရှိတယ် ချင်းချင်းပြန်လဲပြီးတော့အဲ့ဒီငွေကြေးကိစ္စတွေပဲချင်းချင်းနေပြန်လဲတက်ဖြတ်ခဲတာမျိုးတွေလည်းဟိုတုန်းကတည်းကဖြစ်ခဲ့ဘူးလို့ဆိုတော့ကအဓိကတော့ကျွန်တော်ငွေကြေးရဲ့လုတ်ပိုင်ခွင့်အာဏာရဲ့လက်ထက်ကိုရောက်လာတဲ့အချိန်မှာအဲ့ဒီတံကိုမခံရတဲ့သူတွေကတော့တခါတည်းသွားလာပဲဆိုတော့အာကဲတော့နောက်ထပ်သတင်းပို့ဆိုရင်တော့မနေ့အစိုးပိုင်းတွေကကျွန်တော်ရဲ့ Facebook မှာကျွန်တော်ကိုယ်တိုင်တည်တဲ့လောက်မြင်တဲ့လောက်ကိုတော့ချပြီးတော့ရေးထားတယ်တခြားမဟုတ်ဘူး ကြံခဲ့တဲ့3ရက်လောက်ကကျွန်တော်ဘက်ကမီဒီယာတွေပေါ်ပြလာတဲ့ BGF ကအမျိုးရုပ်ခေါင်းဆောင်စောချစ်သူဟာလူမျိုးကိုရပြောင်းနေပါတယ်ဆိုပြီးတော့ဒီကနေ့နဲ့ဆိုရင်တော့လူမျိုးကိုရနေပြောင်းနေရ3ရက်တည်းရှိသွားပြီဒါတော့နိုင်မော်စိုတယောက်ကတော့ဒါအကြောက်ကံကိုအင်တာဗျူးမှာဘလို့ပြန်ပြောထားလဲဆိုရင်သူတို့ရဲ့ခေါင်းဆောင်စောချစ်သူဟာအပြစ်မရှိတဲ့အတွက်ကြောင့်ထွက်ပြေးခြင်းလည်းမရှိပါဘူးတဲ့ဘာအပြစ်မှလုပ်ထားတာမဟုတ်လို့ထွက်ပြေးဖို့ဘာဖို့လည်းမရှိပါဘူးဒီပြုံမှာပဲရွှေကုတ်ကူမှာလည်းတယုတ်တစ်သေးတွေကို နေထိုင်ခြင်းမရှိပါဘူးဆိုပြီးတော့နိုင်မော်စိုးတကောင်ကတော့အင်တာဗျူးမှာအကြောက်ကံကိုဖင်ပိတ်ပြီးတော့ညှင်းဆုပ်ထားပါတယ်။ဘာပြောနေမှတ်လို့လဲ။အားရကျွန်တော်တို့ခေါင်းဆောင်ပါတဲ့။ဘာပြင်းမှလုံထားတာမရှိပါဘူးတဲ့။အဲ့ဒီအတွက်ကြောင့်ပြေးဖို့ဘာဖို့လည်းမရှိပါဘူးတဲ့။ဒေတာဖွံ့ဖြိုးတိုးတဲ့အတွက်မအားမလတ်တွေဖြစ်နေရပါဆိုတော့ကဘယ်ရဒေတာဖွံ့ဖြိုးတိုးတဲ့တွေလုံနေမှာလဲ။ဟိုမှာဒီရွှေကုတ်ကိုလို KK ပါတော့ကနေတကယ်ကိုအရေးပါတဲ့ကြားပြန့်တရုတ်တထဲတွေကိုခဏရှောင်ပုံးဖို့အတွက်ဆိုပြီးတော့ BG ရဲ့ဌာနချုပ်တွေမှာ အဆောင်အသင့်တွေစောက်ပြီးတော့အဲ့ဒီကိစ္စတွေကိုစီမံနေတာရယ်ဒီအပိုင်းအမေရိကန်ပါ DGB ရဲ့အမျိုးရိုးအုပ်စုကိုတန်ခတ်ပိတ်ဆို့ပြီးတော့ကြားဖြတ်အထူးစုံစမ်းနေနေကျွန်တော်တို့ AFRI တပ်ဖွဲ့ဝင်တွေကထိုင်းနယ်စပ်တရောင်ရောက်ရှိနေပြီးတော့ကမ္ဘောဒီးယားနယ်စပ်ကိုပါနိုင်ငံတကာစစ်သားတွေရောက်ရှိနေရယ်ဆိုတော့အဲ့ဒီသတင်းတွေလည်းစောချစ်သူတို့အုပ်စုကောင်းကောင်းကြားမှာပေါ့ဒါကိုသိလို့လည်းစောချစ်သူတယောက်ခင်ဗျာမှာအိမ်မက်ဆိုးနေတဲ့ဒီအပိုင်းတွင်းမှာအရသာပြည်သူတယောက်နေတော့ခံမှန်းကြည့်လို့ရတယ်သူ့ရဲ့မိသားစုပိုင်ဆိုင်မှုတွေ သူတို့ခိုးတာဘုံလာတဲ့ကိစ္စတွေပိုင်ဆိုင်မှုတွေအကုန်လုံးကိုလက်ဆဖြောက်တဲ့အင်းနဲ့ဟိုရွှေ့ဒီရွှေ့နဲ့ဒီကိစ္စရင်နဲ့ပဲစောချစ်သူတယောက်ခင်ဗျမှာမဘရမြေလူပြီးတော့ဒီအပိုင်းမှာအလုံးရှုံနေမှာပေါ့အဲ့ဒါကြောင့်လူမီကွန်ရနေပြောက်နေတာ၃ရက်လောက်ရှိနေပါတယ်ဆိုတာကိုနိုင်မောင်စိုးတကောင်ကတော့ပြန်လည်ပြီးတော့အကြောက်ကံကိုဖင်ပိတ်ညှင်းဆုံလာပါတယ်သူတို့ခေါင်းဆောင်ဟာဒေသဖွံ့ဖြိုးရေးအတွက်လုပ်နေရတဲ့အတွက်ကြောင့်မအားမလတ်နေဖြစ်နေရတော့ပါတယ်ကဲတော့ဘေးနားမှာပဲအပြည့်စုံနေခြာပေးတော့ပဲပြီးတော့လည်း ဒီပြင်ကျွန်တော်တို့ဒီကြောက်ခက်ဖဲနဲ့ဒီဖျားသုံးမှုဘက်တွေကတိတ်ပြီးတော့ဒရင်တွေထွက်မလာတော့အဲ့ဒီဘက်တွေမှာကြားဖြတ်ကျွန်တော်နောက်ထပ်လုပ်ငန်းတွေလုပ်ဖို့အတွက်အဆောင်အသင့်တွေပါထပ်မံပြီးတော့စောင့်နေရုံနဲ့တည်ရပါတယ်အဲ့တော့မပူပါနဲ့အဲ့ဒီ source steel လို့ပါလဲ sourcing ဝင်းတို့လာခမားတို့အလက်ရလဲအနည်းနဲ့အမြန်ရောက်လာမင်းဆိုတော့ကဲတော့ဒါတော့ကြားဖြတ်ကိစ္စနဲ့ဒီကနေ့ညပိုင်းထိနောက်ဆုံးတည်ရတဲ့ဟာတွေကိုတော့ဘောင်းချုပ်ပြီးတော့ဖတ်ပြရတော့ပါကဲတော့ရှေ့ပိုင်းမှာလည်းဒီဗီဒီယိုဖိုင်တော်တော်လေးရှည်သွားမှလည်းတူပါတယ်အဲ့တော့ကျွန်တော်တို့ တိုက်ပွဲတရင်ကောင်းနေပဲကိုလှည့်လိုက်အောင်ပါဒါလည်းနှစ်တွေတည်းက PBS Spring ကပေါ်ပြလာတဲ့နှစ်ပေါင်းအနှစ်ထောင်တန်းအနှစ်200ကျော်ချမှတ်ခံရတဲ့ UG ရဲဘော်တယောက်ကို PDN နဲ့ပါကားပါတွေဟာရုပ်ရှင်ဆန်းဆန်းကိုတိုက်ခိုက်ပြီးတော့ကဲထိုးခဲ့တယ်ဆိုတော့ရုပ်သံဗီဒီယိုပိုင်းအပြည့်စုံကြည့်ခြင်းကျွန်တော်ဘက်ကမီဒီယာတွေအပြည့်စုံကိုတင်ထားပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပြန်ပြီးတော့ကြည့်တာအခုပေါင်းလည်းမနေတော့ပါဘူးကဲတော့ အပြည့်ဆုံးကတော့ပြီးခဲ့တဲ့2022ခုနှစ်ကရဲဘော်မွန်းညိုဟာမကွေးတိုင်း6မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကိုတက်ရဲ့အဓိကတောက်တိုင်တယောက်ဖြစ်တဲ့စီပင်သားရဲကော်မတီဥက္ကဋ္ဌမြို့တော်ဝင်ကိုပြစ်ခတ်ရှင်းလင်းမှုနဲ့စစ်ကောင်စီဘက်ကတော့ထောင်ဒဏ်2ပေါင်း230ကျော်ချမှတ်ခံရတဲ့မျိုးပြပျောက်ကြားရဲဘော်တို့ PDF တွေပါကပါတွေပူပေါင်းတက်ဖို့ဝင်နေရာရုပ်ရှင်ဆန်းဆန်းကြားဖြတ်တိုက်ခိုက် ကဲထုတ်နိုင်ခဲ့လို့သိရတယ်ဖြစ်ပွားသွားတာတော့အခုလနိုဝင်ဘာလ17ရက်နေ့မနေ့အစောပိုင်းမှာပဲအဲ့ဒီချောင်းမြို့နယ်ရေစကန်းကနေရေနံချောင်းနဲ့မကွေးမြို့ကြားမှာရှိတဲ့ဒေါင်းလေးအချင်းထောင်ကိုလုံကျော်ရေးကားကတစီပြူစောရီကားကတစီစုစုပေါင်းကားတစီနဲ့လုံကျော်ရေးတွေယူပြီးတော့ပို့ဆောင်စီမှာကြားဖြတ်ကဲထုတ်ခဲ့တာဖြစ်ပါတယ်တဲ့အဲ့တော့အန်ဇာရုံးကားနဲ့မတူကားတစီပါတယ်အချင်းသားကားကိုတော့မိုင်းဆွဲတက်ခတ်ခဲ့တာမဟုတ်ဘဲနဲ့နောက်ကနေ စောင့်ချက်လိုက်ပါလာတဲ့မတူးကားကိုပြီးတော့တခါအချင်းသားတွေပါလာတဲ့အန်စာတုံးကားကိုရက်သွောင်းအောင်လေပြစ်ခတ်မှုတွေလုပ်နိုင်ခဲ့တယ်တဲ့အဲ့ဒီကားထဲမှာကျွန်တော်တို့ဒီမျိုးပြပျောက်ချားရဲပေါ်မွန်းညိုအပါဝဲနိုင်ငံရေးချင်းသား၅ဦးလည်းပါဝင်ခဲ့တယ်ကြံတဲ့သူတွေကတော့မပြေဘူးလို့တူပါတယ်ဒါပေမဲ့ကျွန်တော်ဘက်ကရဲပေါ်ကတော့တော်လိုင်းရဲပေါ်တွေလာရောက်ကဲတင်တာကိုသိတဲ့အတွက်ကြောင့်ဒါကိုရေးရလေတကားတောင်းမှာရှိနေအောင်ခုံချပြီးတော့ထွက်ပြေးနိုင်ခဲ့တယ်။နဖူးလေးမှာပဲနည်းနည်းလေ ဒဏ်ရာတွေရသွားတယ်လို့သိရပါတယ်ကဲတော့ဒါကတော့အချမ်းဘက်စစ်ကောင်စီရဲ့အဓိကဒေါက်တိုင်စီပင်သားရဲကွန်ပဏီဩဂရမြို့တော်ဝင်ကိုပြစ်ခတ်ရှင်းလင်းမှုနဲ့ထောင်နှံနှစ်ပေါင်း230ကျော်ချမှတ်ခံရတဲ့မျိုးပြပျောက်ချားရဲဘော်တို့ PDF တွေပကပပူပေါင်းတက်ဖို့ဝင်နေရုပ်ရှင်ဆန်းဆန်းပဲကြားဖြတ်တိုက်ခိုက်ပြီးတော့ကဲထုတ်နိုင်ခဲ့ပါတယ်ဆိုတော့တရင်မှာပဲဘေးနားမှာပဲဇက်ကြီးလေကြီးလို့လေကြောတွေရှင်းပြီးတော့အပြည့်စုံကိုဖတ်ပြနေတာပါကဲတော့နောက်ထပ်သတင်းကောင်းတစ်ပုဒ်ဆိုရင်လည်း ။အကွေတိုင်းမြိုင်မြို့နယ်မှာရှိတဲ့ဝင်းကျုံနဲ့တစ်ချုံကုန်းပြူစောတိနေရကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်ခွေးတက်ကို လိုက်လံတိုက်ခိုက်မှုမှာစစ်ခွေးနောက်ထပ်သုံးခုလည်းအရှင်လက်ရဖမ်းမိပြီးတော့ရုံလောင်းများပါသိမ်းစီရရှိခဲ့လို့သိရပါတယ်။ကြံခဲ့တဲ့ကျွန်တော်နိုဝင်ဘာလပရမအပတ်တည်းကကျွန်တော်တို့ကိုယ်တိုင်ဖတ်ပြခဲ့တဲ့ပြူခွေးကောင်းဆောင်လုံကလေးငပေါက်လိုင်းမော်တက်လာပြီးတော့မုံချင်းနေချသွားတယ်။မင်းတို့သူ့လက်ကိုယ်လက်ဆိုတော့ရှီလီမြဲပဲဆိုပြီးတော့ အဲ့ဒီကလေးကတော်လိုင်းတက်ဖို့နေရာပြူစိုးရီရွံရွာဖြစ်တဲ့ဝင်းကျုံနဲ့တိချုံကုံရွံရွာကိုတိုက်ခိုက်သိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတော့အဲ့ဒီစစ်ကြောင်းထိုးနေတဲ့စစ်ခွေးတက်ကိုလည်းနောက်ကနေလိုက်လံတိုက်ခိုက်ရှင်းလင်းမှုမှာစစ်ခွေးသုံးအရှင်လည်းရဖမ်းမိထားတယ်ဘေးနားမှာဓာတ်ပုံမှန်စာချပေးထားပါတယ်နောက်ထပ်ကျွန်တော်တို့စစ်ခွေးတွေထိနာပြီးတော့တိတ်ဆုံးသွားတဲ့စစ်ခွေးမသားအလောင်းများကိုလည်းဖြစ်တယ်လို့ပဲမြုပ်နှံထားခဲ့ပါတယ်ဒါကတော့စစ်ခွေးတက်ဘက်ကဖြစ်တယ်လို့မြုပ်နှံထားခဲ့တာကိုပြောတော့ပါခဲတော့ဒါကတော့ ညိုင်မြို့နယ်ဘက်ကဒါအခုညာပိုင်းနောက်ဆုံးတက်လာတဲ့သတင်းကောင်းတပုတ်ပါပဲကြာမှာသေးတယ်နောက်ထပ်သတင်းကောင်းတပုတ်ဆိုရင်လည်းဒါမနေ့ကနိုဝင်ဘာလ20ရက်နေ့မနေ့17ရက်နေ့ကအချိန်ခန့်မှာမန္တလေးမုံရွာလမ်းမိုင်းမှာရှိတဲ့ရေပိုးစားဖုံးချောင်းတွင်းမှာဝင်ရောက်လာနေတဲ့စစ်ကွက်တဲ့စစ်ကြောင်းကိုဒေါ်လိုင်းတက်ဖို့ဝင်နေအားမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်ကွေး9កောင်လောက်မုံရွာပဲဖြစ်သွားတယ်လို့သိရပါတယ်ကျွန်တော်တို့ထောက်လန်းရတာကတော့9កောင်တည်တယ်လို့ပဲစင်းရတယ် မန္တလေးပုံရလမ်းပိုင်းရေပိုးစားဖုံးကြီးချောင်းတွေဝင်လာတဲ့ကောင်တွေကစစ်ခွင်းရ90ကျော်လောက်ရှိပါတယ်လေအဲ့ဒီမှာကစားကန်ပြည်သူက30နဲ့50ကျားမှရှိတယ်ဒါပေမဲ့ကံကောင်းတာကမိုင်းဆွဲတိုက်ခိုက်မှုကကစားကန်ပြည်သူတွေကိုလုံးဝကိုမထိပါဘူးတဲ့ပထမကွဲတာအရှိဗန်နာကပွိုင်းကတိုင်ပိုင်းထိတယ်ကစားကန်တွေကိုတော့စစ်ခွေးတွေကမနေ့ကညပိုင်းတွေက ပြန်ပြီးတော့လွတ်လိုက်တယ်လို့သိရပါတယ်ဘာပဲပြောပြောကစားကန်တွေလွတ်သွားတဲ့အတွက်ကြောင့်တော့ကြားရတာတော့ဝမ်းသာပါတယ်ဘေးနားမှာ အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့်စစ်ကွေးခုနှစ်ကောင်လောက်မွန်အားပဲဖြစ်သွားပါတယ်ဆိုတော့ချောင်းမျိုးနယ်ဘက်ကနောက်ထပ်တရင်ကောင်တပုတ်ပါပဲတလက်စာတဲ့ကြောက်ဖြူဘက်ကတရင်ကောင်တပုတ်ဆိုရင်လည်းမနေ့ကကျွန်တော်တို့အချင်းချင်းပြီးတော့ဖတ်ပြသွားခဲ့တယ်ဒီအပိုင်းကြောက်ဖြူဘက်မှာစစ်ကွန်စီနဲ့အာခရတော်တို့တိုက်ပွဲတွေတော်လေးကိုပြင်းထန်နေပြီးတော့ရခိုင်တော်အေဘက်ကတော့ဒါတချို့နေရာတွေကိုပြန်လဲစုံမထင်းချုံနိုင်ခဲ့လို့သိရတယ်အခုလဲကြောက်ဖြူမှာစစ်ခိုးတပ်နဲ့အာခရတော်အေတို့ကြားမှာနေရာနှစ်ခုမှာ တိုက်ပွဲအပြင်းထန်တွေဖြစ်ပွားနေပြီးစစ်တပ်ဝင်ရောက်ထိန်းချုပ်နေရာယူထားတဲ့နေရာတချို့ကိုအာရခတ်တို့အေကတော့ပြန်လဲသိမ်းပိုက်ကထိန်းချုပ်လိုက်ပြီးဖြစ်တဲ့ဆိုပြီးတော့သတင်းရရှိပါတယ်ဘေးနားမှာအပြည့်စုံနေချပေးထားပါတယ်အဲ့တော့ဗီဒီယိုဖိုင်တွေတော်တော်လေးရှည်သွားနေတူပါတယ်အဲ့တော့စစ်ကောင်စီရဲ့အတူယောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်မနေ့ကညနေလားမနေ့ကလားမသိဘူးကျွန်တော်ထည့်ပြီးတော့ပြောသွားတယ် ီရန်ကုန်တိုင်းသင်္ကန်းကျုံမြို့နယ်တူဝနကျွန်တော်တို့အားကစားပြန်ပွဲုံတင့်မှာကျန်းဖို့ပါတီကနေခီကမဲဆွယ်ပွဲပြုလုပ်ခဲ့ရမှာနေစားကပေးမယ်ဆိုပြီးတော့မြို့အစုံတွေကနေဝင်ငွေနဲတဲ့ပြည်သူတချို့ကိုခေါ်ယူခဲ့တော့လဲနှစ်ရက်ကြာတဲ့အထိနေစားကနေပေးခြင်းမရှိကြောင်းရင်းပွဲကိုလိုက်ပါခဲ့တော့လဲနေစားကမရရှိတဲ့သူတချို့ကတော့ခင်းသစ်မီဒီယာကိုတိုင်ကြားပြောဆိုထားပါတယ် ။ခမင်းဘူးပေးမယ်။နေစားကလည်း2000ပေးမယ်ဆိုပြီးတော့ခေါ်တာပါတဲ့။ကားပေါ်တက်တဲ့အချိန်မှာ9000ပေးတယ်။နောက်ပြန်လာတော့ကျန်တဲ့1000ခွဲကိုထပ်ပေးမယ်ဆိုပြီးတော့မပေးပါဘူးလေ။တချို့ကတော့တပြားမကိုမရပါဘူး။မြို့နယ်ကပြန်ပြီးတော့ဖျက်ဆားတယ်လို့ပြောပါတယ်။တိုင်းကော်မတီကိုတိုင်ထားတယ်။ခမင်းဘူးကတော့လူတိုင်းရပါတယ်။ငွေပဲအပြည့်မရတာပါဆိုပြီးတော့ရွှေပြည်သားမြို့နယ်ကနေစားကားပြစ်လိုက်ပါခဲ့တဲ့ ပယံသမားတူကလည်းပြောဆိုထားပါတယ်နောက်ဆုံးကျတော့မင်းတို့ကောင်တွေအဲ့ဒီဟိုတုံးလေးက9000စား9000စားပဲဆိုတော့က2000ပေးမယ်ဆိုပြီးတော့ခေါ်သွားတာကားပေါ်လည်းရောက်တော့ငွေ9000နဲ့ခမင်းဘူးပဲပေးပြီးတော့ကျန်တဲ့1000ဝဲရလည်းမရပါဘူးဆိုတော့ကမင်းရညတွေကကျွန်တော်ပြောသွားတယ်အဲ့ဒီမြို့ဆွန်တွေမှာရှိတဲ့ဝင်ဝင်နေတဲ့ရက်ွက်တွေမှာရှိတဲ့ကြောင်ကြောင်ကြောင်ရတဲ့ပြည်သူတွေကိုကားတွေနဲ့တင်းလိုက်ခေါ်ပြီးတော့နောက်ဆုံးအဲ့ဒီကျန်းဖို့ပါတယ်မဲဆွေစီယုံဝဲလေးပေးလိုက်ပြီးတော့ကားတွေနဲ့ပါပြန်ပြီးတော့မပို့တဲ့အပြုံမှပဲ ခွေးတို့ဘောက်ကနေပါအဲ့ဒီတိုးပြီးတော့ငါးလောက်စားတွေဘလို့တွေထွက်ကြတယ်ဆိုတာရုပ်တံပြီးတော့ပြန်ပြောင်းပြီးတော့ဘေးနားမှာကျွန်တော်ခြာပေးထားပါတယ်အဲ့တော့အဲ့ဒီရန်ကုန်မြို့သုံးနာအားစားပြန်ပွဲရုံကကျန်းဖို့တခိုးပါတီရဲ့မဲဆွေစီအိုးကြီးမှာတခိုးကြီးစားကျန်းဖြန့်ကောင်းဆောင်ခင်ရတော့ထုံးစံတိုင်းပဲမလုံးနေပေးတာပေါ့လျှက်စီမီတွေလောင်းအောင်လုပ်ပေးမယ်ကျွန်တော်တို့အစိုးရဖြစ်ရင်တောင်သူလယ်သမားတွေကျွင်းပြေကင်းရှင်းရပါမယ်ဆိုပြီးတော့တကယ်လို့အစိုးရဖြစ်ပြီးသွားရင်အဲ့ဒီခရီးတွေမတီးခဲ့ရင်ကျွန်တော်ရဲ့မြက်ွက်ကိုလက်သီးနဲ့ပါထိုးပါဆိုပြီးတော့ စင်ပေါ်ကနေဖင်ကုန်းပေါ်ပြီးတော့ဗျမ်းမာတွေမက်လုံးတွေပြေးသွားတယ်ဒါပေမဲ့ပြည်သူတွေအကုန်လုံးကဒင်းကိုလက်သေးနဲ့ထိုးချင်တာမဟုတ်ဟိုဟာနဲ့ကိုထိုးချင်တာကျွန်တော်ပြောရင်မိုင်ရိုင်းနဲ့ဖြူအောင်ပဲကဲတော့ဘေးနားမှာပဲအပြည့်စုံနေသွားတာဖတ်ကြည့်တော့လားလူပဲမနေ့စောပိုင်းကလည်းတက်လာတဲ့သတင်းပုတ်ဆိုရင်စကိုင်းမြို့မှာတဲ့ကျန်းဖို့ပါတီကနေစစ်ဘိုလ်ချုပ်ဟောင်းတပ်ပုံဤမဲဆွယ်ဘွဲတွေကိုပြည်စုံကြီးပွားဂျက်ပါဘုံစက်ရုံမှာဝန်ထမ်းများကိုစစ်ခေါ်ပြီးတော့ပြည်သူများတက်ရောက်နေပါတယ်ဆိုပြီးတော့ လိန်လဲဝါရဖြတ်ပြီးတော့စကိုင်းမျိုးပြည်သူများကကြက်ဖို့မဲဆွယ်ပွဲကိုလာကုန်မတက်ကြဘူးလို့သိရပါတယ်။ကြဲတော့ဆောက်ချက်ကတော့ပြန်ပြန်ထက်ပြီးတော့ကွဲသွားတာပေါ့နော်။ပြည်သူတွေလာပြီးတော့မတက်တဲ့အတွက်ကြောင့်ပြည်စုံကြီးပွားဂျက်ဖာပုံဆက်ရွာဝန်ထမ်းတွေကိုပတ်စံတွေပါလေးပေးမှာပေါ့။ငါတော့တောင်းပေးထမင်းမှုတွေပါလေးပေးပြီးတော့စကိုင်းမျိုးကပြည်သူတွေကြက်ဖို့ပါတယ်ရဲ့မဲဆွယ်ပွဲမှာလူစီကားစွာတက်ရောက်နေပါလေဆိုပြီးတော့လိန်လဲဝါရဖြတ်နေစလို့ကကြဲတော့ဘေးနားမှာပဲအပြည့်စုံတွေခြာပေးတော့ပါတယ်။အဲ့တော့ဒီကနေ့ညပိုင်းကတော့ ျွန်တော်ရှေ့မှာပြောသွားခဲ့တဲ့အတိုင်းပဲဂရင်းတွေကိုပဲတီးသန့်ဦးစားပေးလာပြီးတော့ဖတ်ပြတော့ပါနောက်မှာရှေ့မှာကျွန်တော်ပြောသွားတဲ့နိုင်မော်စိုးရဲ့ဗီဒီယိုဖိုင်ကိုကြည့်မယ်ဆိုပေနဲ့လည်းကျွန်တော်ဗီဒီယိုဖိုင်တင်ပေးမယ့်အချိန်ကည9:00နာရီကအမီလောက်ကိုတင်ပေးနေတာကြောင့်မနေ့ကမနေ့ကမှပဲအကုန်လုံးစုံစုံလင်လေးတွေပေါင်းချုပ်ပြီးတော့ကျွန်တော်ဖော်ပြပြပါမယ်ကဲတော့ကျွန်တော်ဘယ်လိုတွေပဲနောက်ကျနောက်ကျဘယ်အချိန်တွေပဲတင်တင်ဒီတဲ့င်းနေအကုန်လုံးကလည်းလူမှုကွန်ရက်စာမျက်နှာမှာဖတ်လို့ရမှန်းသိရတာနဲ့အခုချိန်ထိကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုစောင့်ကြည့်အားပေးနေတဲ့ အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေရောစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါသည်ဗျာတရားချာမေရိဘာဆိုတဲ့အတိုင်းပဲမေးပြဖို့တော့တူတယ်စိတ်ညာချက်ပါမင်းကလည်းကွာအဲ့မင်းဒီနေ့မင်းအတန်းခါဝေးဝေးလေးပေါ့နေဆောင်ကွာဒီကောင်မေးပြရဆိုရလဲကိုရဲ့တိုက်ပြတဲ့ကောင်းကောင်းကောင်းချုပ်ကိုစလေကောင်းတွေကိုမင်းတို့ရှိုးရမယ်မင်းတို့စိတ်ကြိုက်ရရမယ်ဟဲ့လူကဘာလို့ရှောက်ပြောကိုရွေးတဲ့လူကကိုတိုက်ပြတဲ့အချိုးရှိဖို့လူ ့မတခေါ်အမြလူပြန်ဟိလို့ကိုရွေးကိုရွေးတဲ့လူကြကိုရွေးတဲ့ကိုကမသိဘဲနဲ့ဟုတ်လားအာဒီသမ္မာတရားနာပြီးတော့ပေးထဲတာလို့ဒီလူကကိုတိုက်ပြီးတဲ့အလုံးမပြိုစေတိုက်ပြီးတဲ့ဆုံးရှုံးမှုဝဲမာနာဟာ